အယောက်900စာကျွန်တော်ဒီမှာကြွေးပါမယ်ဟိုဟာဘဲဥပဲကလာဟင်းရယ်ငနီကျူကျော်ငနီကျူကျော်ရယ်ပြီးတော့တရက်ချင်းတုတ်ကျွန်တော်မနက်ကကျွန်တော်တန်းနေမှာဟိုဟာလုံမနီဘိုးဘွားရိတ်တာမှာကျွန်တော်သွားရောက်ပြီးတော့ဟိုကျွန်တော်ယာတပ်ပံလှူတာပေါ့ယာတပ်ပံဆိုကျွန်တော်မွေးနေတိုင်းမွေးနေတိုင်းမှာကျွန်တော်မသိမချင်းပေါ့ယာတပ်ပံကျွန်တော်လှူတာပါအလှဟုတ် ညပွဲကတော့ကျွန်တော်ညဟိုဒီမှာပေါ့ကျွန်တော်စိုင်ပါပဲကျွန်တော်အဲကလေးတွေဖြော်ပြတာနဲ့ဘာနဲ့ကျန်တာကျန်တာတော့ကျွန်တော်တက်ခင်းအခန်တာပေါ့လေအကုန်လုံးကိုကျွန်တော်ဖိတ်ထားပါတယ်ကလေးတွေကျွန်တော်မန်နေဂျာတွေကိုအတီးတီးကျွန်တော်မိတ်ဆွေတွေကိုဟိုကျွန်တော်မွေးနေလေးကိုဟိုဖိတ်ခိုင်းထားပါတယ်တကယ်လို့များသူတို့ဘက်ကအကြောင်းကြောင်းကြောင့်ဟိုကြံခဲ့မယ်ဆိုရင်လည်းဟိုခွင့်လွှတ်ပေးပါလို့ကျွန်တော်ဟုတ်ကဲ့ကျေးဇူးပါ ကျွန်တော်ဒါ45နှစ်ပြည့်တဲ့မွေးနေ့ပါဟုတ်ကျွန်တော်မနေ့ကကျွန်တော်တန်းနေမှာဟိုဟာလုံမနီဘိုးဘွားရိတ်တာမှာကျွန်တော်သွားရောက်ပြီးတော့ဟိုကျွန်တော်ယာတပ်ပံလူတာပေါ့ယာတပ်ပံဆိုကျွန်တော်မွေးနေ့တိုင်းမွေးနေ့တိုင်းမှာကျွန်တော်မသိမချင်းပေါ့ယာတပ်ပံကျွန်တော်လူတာပါအလူဟုတ်ဩဒီလိုပါပဲအသက်တနှစ်ဖို့ကြီးလာတာပေါ့သိရမှာဟိုကိုကိုငါငါနဲ့အသက်ကြီးလာပြီဆိုတော့ဟာတခုတော့လဲ ဟိုနည်းနည်းရတာပေါ့လေဒါဆိုဘာပဲဖြစ်ဖြစ်ကျွန်တော်အခုလိုလူနံတန်းနိုင် ပေးနိုင်ကျွေးနိုင်နေတာလေးကိုကကိုကိုကျွန်တော်စိတ်ချမ်းသာပါတယ်ဟုတ်အဲကျွန်တော်များတော့ကွန်ဒါ38ရက်ကွက်ကျွန်တော်မင်းသားကြီးဒါစားတော့ဆိုင်အင်တာတိတ်မန့်ပေါ့ဟုတ်အဲ့မှာဟုတ်ဒီမှာလဲကျွန်တော်ဟုတ်ကဲ့ဒီမှာလဲညနေ4နာရီအဲကျွန်တော်တို့လူအယောက်900စာကျွန်တော်ဒီမှာကျွေးပါမယ်ဟိုဟာဘဲဥပေကလာဟင်းရယ်ငနီကျူကျော် နီရူကျော်ရဲ့ပြီးတော့တရက်ချင်းတော့အဲအဲ့ဒါပဲတင်တယ်အဲဆိုအယောက်900စာကျွန်တော်ဟိုလှူမှာပါဒီရှေ့မှာကျွန်တော်ကျွေးမှာကျွန်တော်ဒီ ဒီရှိမှဒီဆိုင်မှကျွန်တော်မကြမကြအဲ့လိုမျိုးလေးအလူလေးလုံးလုံးဖြစ်တယ်အရင်တော့အရင်တော့ရရတယ်ပြီးတော့တခြားကျွန်တော်ဆိုင်မှလာပြီးတော့အားပေးတဲ့ဧည့်သည်တွေကလည်းတခါလေသူတို့ကအဲ့လိုမျိုးကျွေးကျင်ပါတယ်ဆိုပြီးတော့အဲ့လိုမျိုးလေးကျွန်တော်ကျွေးပေးတာလေးလည်းရှိတယ်ရှိတယ်ကျွန်တော်ကျွန်တော်ကျွေးနေကြပဲဟုတ်ဟုတ်ကဲ့ညပွဲကတော့ကျွန်တော်ညဟိုဒီမှာပေါ့ကျွန်တော်ဆိုင်မှပဲကျွန်တော်အဲကလေးတွေဖြောပြေတာနဲ့ ဘာနဲ့ကျန်တာကျန်ကျန်တာတော့ကျွန်တော်တက်ခင်းအဲ့ခံတာပေါ့လေအကုန်လုံးကိုကျွန်တော်ဖိတ်ထားပါတယ်အဟိုစားစားချင်တာစားတောက်ချင်တာတောက်ပေါ့ဟိုဟိုဖရီးပါပဲအဲ့လိုပုံစံမျိုးလေးကျွန်တော်လုပ်ပေးထားတာပါတယ်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟိုကျွန်တော်ဟိုမိတ်ဆွေတွေအကုန်လုံးလဲအဲကျွန်တော်ခလေးတွေကျွန်တော်မန်နေဂျာတွေကိုအတီးတီးကျွန်တော်မိတ်ဆွေတွေကိုဟိုကျွန်တော်မွေးနေလေးကိုဟိုဖိတ်ခိုင်းထားပါတယ်တကယ်လို့များသူတို့ဘက်ကအကြောင်းကြောင်းကြောင့်ဟိုကြံခဲ့မယ်ဆိုရင်လဲ ဟိုခွင့်လွှတ်ပေးပါလို့ကျွန်တော်ဟုတ်ကဲ့ကျေးဇူးပါ